ကာပိတ်မက်တီတူဝဆူတကားလေးပိတ်ပေးအောင်နော်မက်မာတီတူဝဆူဘယ်ဟာလေးကနဝင်ချိုလဲဟူတန်တာ Evergrow Language and Vocational Class မှာကျေစွပါရရှင် Spoken German မှာအရင်ရေးပါတယ် Modal Particle တခုဖြစ်တဲ့မားရဲ့အသုံးပြုပုံကိုကျွန်မသိသလားဝေမျှပေးသွားပါမယ်ရှင်မားကိုများသောအားဖြင့် Imperative နဲ့တွဲပြီးသုံးတတ်ကြရင် No only လို့အဓိပ္ပာယ်ရပါတယ်။မာလ်ကိုဘယ်အချိန်မှာသုံးမလဲကျမတို့စက်ကြည့်ကြရအောင်။တောင်းဆိုမှုတွေပြုလုပ်တဲ့အခါအကူအညီလိုအပ်နေတဲ့အခါချူတာစာနဲ့တပါးသူကိုအကူအညီတောင်းနေတဲ့အခါတွေမှာမာလ်ကို အသုံးပြုတင်ပါတယ်။ဥပမာ marketing to a zoo ဆိုတာတဲ့ marketing to a zoo တကားလေးပိတ်ပေးပါအောင်နော်လို့ပြောရင်ယင်ကြီးချူတာစီတဲ့အနေအထားမျိုးပြောဆိုမျိုးကိုဖြစ်စေပါတယ်။ ဒါကြောင့်မလို့မားဟာအမိန့်တန်ကိုနူးညံ့အောင်လုပ်နိုင်စွမ်းရှိပါတယ်။ Name das Buchel စာအုပ်ဒီဘက်ကိုယူလာလို့ပြောမယ်အစား Name mar das Buchel စာအုပ်ဒီဘက်ကိုယူလာပေးပါဦးနော်လို့ပြောရင်ပို့ပြီးတော့နဝင်ပြန်ရရှိပါတယ်။ရင်းနှီးစွာတောင်းဆိုခြင်းတဲ့အခါဒီမှာဆိုရင်လေမားလေးကိုထည့်ပြောရင်ပို့ပြီးတော့အဆင်ပြေတယ်နော်။ Vatanzi Marcus ခဏလောက်စောင့်ပေးဦးနော်။တစုံတစ်ယောက်ကိုအာယုံဆုစိတ်စေခြင်းနဲ့ဆိုရင်လေ ခုခမဗီရှုံဘလောက်လာလဲကြည်ပါဦးနော်ပရဗီယတ်မာဗီအက်စမက်တ်အရသာဘလို့ရှိလဲမြည်ကြည်ပါလားဇက်ခမဗီစပစ်တ်အစ်အက်စပန်နိုက်ထိုးပြီလဲဘယ်ချိန်ရှိပြီလဲပြောပါဦးနော်မာကို multiplication sign အပြောင်းလက္ခဏာအနေနဲ့သင်္ချာကနန်းတွက်ချက်မှုတွေကိုရွတ်ဆိုရမှာလဲအသုံးပြုပါတယ်ဥပမာ spy mass fine ist fear နိနလီလေ try မ try glass noi သုံးသုံးပြီးကိုတခါတော့ငါတခါခါအတိတ်ကအကြောင်းနေရင်နောက်တစ်ခါကျတော့အကျဉ်းရေးအတွက်တိကျတဲ့အရေးအတွက်ကိုပြောချင်ရင်လေမာကို၃လေး၃တာရှိပါတယ်ဥပမာ S va I ma I clinic တခါတော့ငါဘင်ကြီးတစ်ပါရှိခဲ့တယ်ဒါမှမဟုတ်ရှိရှိတော့ငါဘင်ကြီးတစ်ပါရှိတယ် Ish va I ma in Mandalay ကျွန်တော်ကျမ Mandalay ကိုတစ်ချိန်တော့ဒါမှမဟုတ်တစ်ခါတော့ရောက်ဘူးတယ် ich habe den brief dreimal gelesen ကျွန်တော်ကျမဒီစာကို၃ချိန်ဒါမှမဟုတ်၃ခါဖတ်ပြီးသွားပြီ real life conversation နေမှာဆိုရင်မာမာဆိုတဲ့ pattern ကိုတော့မိုးလေဝသတလက်စီဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာအသုံးများပါတယ်ဥပမာ ma reconnect as ma shine di zona တခါတလေမိုးရတယ်တခါတလေတော့လည်းနေသားတယ် ma clapped as manish တခါတလေအဆင်ပြေတဲ့ခါလေးတော့လေအဆင်မပြေပါဘူးဟဲ့ ish asma flash ont ma gemuse တခါတလေတော့ငါအသာစားတယ်တခါလေတော့လေအတိရွယ်ပဲစားလိုက်တော့တယ်နောက်အရေးကြီးတဲ့ pattern လေးကတော့ ma so ma so ဆိုတဲ့ pattern လေးပါပဲသူ့ရော real life composition တွေမှာတော်တော်ကိုအသုံးများတာကိုတွေ့ရတယ်ဆိုလိုရင်းကတော့ခုတစ်မျိုးတော်ကြတစ်မျိုးလို့အတိတ်ပဲရပါတယ် ဥပမာ Z is Zakomish သူမကအပြောင်းလဲမြန်တယ်ဒါမှမဟုတ်ကကြည်ကြောင်နိုင်လုံးအားကြီးတယ်မာဆိုမာဆိုခုတမျိုးတော်ကြတမျိုးနေအခုဆိုရင်တော့ motor particle တွေရယ်ဘလို့သုံးရတယ်လဲစကားပြောရမှာထည့်ပြောမယ်ဟေးဆိုရင်ဘာဖြစ်သွားနိုင်တယ်လဲဘလောက်တောင်ပြောင်းလဲသွားနိုင်တယ်လဲဆိုတာတွေကိုနားလည်မယ်လို့ယူကြည့်ပါမယ် ဂျာမန်စာလေ့လာသင်ကြားမှုမှာအဆင်ပြေချုံးမှုကြပါစီလို့ Evergrow Language and Vocation ရဲ့ class မှာစုတောင်းပေးလိုက်ပါတယ်ရှင် Choose Bisch Peter